အလုံးမင်္ဂလာပါဒီချေတင်ပါရှင်ဒီချေနဲ့တူတူ grade 5တင်ချာလေးကိုဆက်လည်လာကြရအောင်ဒီဗီဒီယိုလေးထဲမှာတော့အဓိကမိကွန်းနံပါတ် ကိုအဲ့တော့မေကွန်လေးပုတ်ဆောင်တွေကိုဖတ်ကြည့်ကြမယ်နော်ဖဲကျိုးတစ်ချောင်းဤအလျားသည်တက်တမ26မီတာဖြစ်သည်ဖဲကျိုးခုနှစ်ချောင်းရှိလည်းယင်ဖဲကျိုးအလုံးဤစုစုပေါင်းအရှိညီများရှိတတ်နေတာတို့တမလို့ရေဒီချေရုံမှာဖဲကျိုးလေးရှိပါတယ်အဲ့ဒီဖဲကျိုးလေးတွေကဖဲကျိုးတစ်ချောင်းရဲ့အလျားကဘယ်လောက်ဖြစ်ပါသလဲဟုတ်ပါတယ်တက်တမ26မီတာအဲ့ဒီလိုမျိုးဖဲကျိုးကဘယ်နှချောင်းလဲဟိဟုတ်ပါတယ်ခုနှစ်ချောင်းဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီဖဲကျိုးခုနှစ်ချောင်းရဲ့စုစုပေါင်းအရှိကဘယ်လောက်လဲဆိုတော့ ိုသိကြပါတယ်အဲ့တော့တချောင်းရဲ့အရှိက တတသမနှစ်ချောင်းအဲ့ဒီလိုမျိုးခုနှစ်ချောင်းဆိုတော့တတသမနှစ်ချောင်းအုပ်စုဘယ်နှစုလဲခုနှစ်စုဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့တတသမနှစ်ချောင်းအမြောက်ခုနှစ်အညီဘယ်လောက်လဲဖြစ်ပါတယ်ရှင် ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီကျေရူကအရှိကဗီဒီယိုမှာဆယ်လီစိတ်အထိเนาะတသမဂိမ်းလေးတွေကိုဒီကျေရူအပြေဂိမ်းလေးနဲ့မြောက်ခဲ့ကြတယ်အခုဒီမှာကြည့်ကြရအောင်တို့တွေရဲ့တီဂိမ်းကဘာဂိမ်းဖြစ်သွားရင်လဲဆိုတော့တတသမ26ဆိုတော့ယာလီစိတ်အထိဂိမ်းဖြစ်သွားပါပြီယာလီစိတ်အထိတသမဂိမ်းကိုဒီကျေရူကမြောက်ကြမယ်ဟုတ်ပါပြီအားဆိုလို့ရှိရင်လာဒီကျေရူဘလို့တွက်ကြမလဲတငယ်ချင်းလေးကတငယ်ချင်းညီနီကဘလို့တွက်ထားလဲစဉ်းစားကြည့်ရအောင်တငယ်ချင်းညီနီဘလို့စဉ်းစားထားလဲကြည့်ပြီးပါအောင်ဟဲ့အဲ့တော့တငယ်ချင်းညီနီကယာလီစိတ်ဘယ်နဲ့စိတ် လေးပုံမူတည်ပြီးတော့တက်တသမ26အမြောက်ခွနှစ်ကိုတွက်ပါတယ်အဲ့တော့တက်တသမ26မှာယာလီစိတ်ကဒီကျေဘယ်နှစိတ်ရှိလဲဆိုတော့126စိတ်စုစုပေါင်းယာလီစိတ်အလုံးဘယ်နှစိတ်ရှိလဲဆိုရဲအပေါ်မူတည်ပြီးတော့သူကတွက်ပါတယ်အဲ့တော့126ကိုဒီကျေဘခွနှစ်နဲ့မြောက်ကြည့်ရမှာပေါ့ဒါဆိုရင်126ကိုခွနှစ်နဲ့မြောက်ကြာရအောင်မှာဒုရီအကြက်နဲ့မှာသွားမြောက်မယ်အဲ့တော့စုစုပေါင်းယာလီစိတ်အလုံးပေါင်း126အမြောက်ခွနှစ်စိတ်ရှိမှာပေါ့အဲ့တော့ခွနှစ်နဲ့မြောက်ကြည့်တဲ့အခါမှာခွနှစ်ငါးလီ35 9ကြောက်လီ42နှစ်ရေးလေးမှတ်ပါပြီ9နှစ်လီ14 15 16 18 18 18ရေးတက်မှတ်ပါပြီ9တက်လီ9ဆိုတော့တက်နဲ့ပေါင်းလိုက်တော့8အဲ့ဒီတော့ဘယ်လောက်လဲ882ရာဒီစိတ်အားလုံး882စိတ်ဆိုတော့8တက်တက်မှ8နှစ်စိတ်ပေါ့ရမလား ဟုတ်ပါပြီအဲဆိုလို့ရှိရင်ဒါကြည့်ကြရအောင်အဲ့တော့တငယ်ချင်းအောင်အောင်ကတော့ဘာလုပ်လဲဆိုတော့တီချေတို့အရှိမလုပ်ခဲ့တဲ့အတိုင်းပဲသူကတီကိန်းကိုဘယ်နှစလုံးလိုက်လဲတရာစလုံးလိုက်ပါတယ်ဘာဖြစ်လို့လဲဒသမရဲ့အနောက်မှာကနန်းနှလုံးမို့လို့ဒသမနှစ်နေရာရွှေ့ပြီးရောတရာစလုံးလိုက်ပါတယ်အဲ့တော့တရာစလုံးလိုက်တော့ဒသမကနှလုံးအနောက်ကိုရွှေ့သွားပါတယ်ဒါကြောင့်မို့လို့126ကို9နဲ့မြောက်လိုက်တော့တီချေတို့ရှေ့အရှိစက်နှိရပါတယ်အဲ့ဒီတရာစလုံးထားတဲ့အတွက်ကြောင့်မို့လို့တီချေတို့ဘာပြန်လုပ်ပေးရမလဲတရာပိုင်းတစ်ပိုင်းပြန်လုပ်ပေးရပါမယ် ဲ့တော့တရားပိုင်းတစ်ပိုင်းလုပ်မယ်ဆိုတော့တသမာလေးကဘယ်ဘက်ကိုနှစ်နေရထက်ရွှေမှာပေါ့ရွှေလိုက်တော့ရှစ်တသမာရှစ်နှစ်ပေါ့ကြားပါပြီလားဟုတ်ပါပြီကဲဒါဆိုလို့ရှိရင်ဒီလိုတွေကြီးပဲတွက်မှာလားမဟုတ်ပါဘူးဒီကျေတို့တွေက download ကလေးဘယ်လိုတွက်ရင်ကောင်းမလဲလဲစဉ်းစားကြည့်ကြရအောင်အဲ့တော့အရှိမတော်ကလည်းဒီကျေတို့ download တွက်ခဲ့ပြီးသွားကြပြီတော့ဟုတ်ကဲ့တွက်ပြီးသွားကြပါပြီရှင် ဟုတ်ပြီနော်အဲ့ဒီနေအတိုင်းမဲ့ဒီကျေရူကဒသမကိန်းဒီကိုသူတွေအပြည့်ကိန်းတစ်ခုနဲ့ဒေါင်းလိုက်မြောက်တဲ့အခါမှာအပြည့်ကိန်းမြင်မြောက်တဲ့အတိုင်းမဲ့သူတွေစဉ်းစားမဲ့ဒသမကိုထည့်သွင်းစဉ်းစားကြရမလိုဘူးနောက်ဆုံးကြမှာဒီကိန်းအတိုင်းဒသမလေးကိုဖြတ်ပြီးရုံမဲ့နော်ဟုတ်ပါပြီအားဆိုလို့ရှိရင်ဒါကြည့်ကြရအောင်86442ရေးလေးမှတ်ပါပြီ8444567988ရှိရေးတက်မှတ်ပါပြီ8448တက်နေပေါင်းလိုက်တော့8အားလုံးပြီးတော့မှာဒီကိန်းရဲ့အနောက်မှာဒသမ2နေရဒသ မရဲ့အနောက်ခဏနှလုံးရှိရတဲ့ကြောင့်မလို့အဖြစ်မှာလည်းဒသမရဲ့အနောက်ခဏနှလုံးထားပြီးတော့ဒသမအမှတ်ကလေးထည့်ပြီးလိုက်ရင်ရပါပြီရှင်။ဒါဆိုရင်တို့ရဲ့အခြေက၈ဒသမ၈နဲ့ဘာကြီးလဲ။သူမိထားတာကဘာမိထားတာလဲ။ဟုတ်ပါတယ်အဲ့တော့ဖဲကျူအောင်လုံးဤစုစုပေါင်းအရှိက၈.၈မီတာပေါ့ရပါပြီလားရှင် ဟုတ်ပြီနော် okay အဆိုလို့ရှိရင်လာကြည့်ကြရအောင်ဒီချေရူလေ့ကျင့်အမေကိုနံပါတ်15ဒီချေနဲ့တူတူလေ့ကျင့်ကြရအောင်ပါဟုတ်ပြီဟေးအဲ့တော့ဒီချေပုံစံလေးတွားယူလိုက်ပါပြီ ဟုတ်ကဲ့နံပါတ်15ပုံမှဟုတ်ပါပြီအဲ့တော့ပု္ပ္ပစာလေးကိုပါပြီ2တသမ13အမြောက်68ကိုတွက်ပါဆိုတော့တို့တွေဘယ်လိုတွက်မှာလဲဒေါင်းလိုက်တွက်မှာပေါ့အဲ့တော့တကြောင်းကြော်မယ်နေရာချတာရအောင်ပါ2တသမ13ကိုဘယ်သူနဲ့မြောက်မှာလဲ68အပြည့်ကိန်းနဲ့မြောက်မှာပေါ့ဒီညင်းလေးနဲ့ခွာပြီးနေရာချမယ်အမြောက်လက္ခဏာထည့်ကြရအောင်ပါအရင်ဆုံးခုနေရာမှာရှိတဲ့1နဲ့မြောက်ပါမယ်13 3တက်တလီ စစ်နယ်လီနဲ့သူနေရာနဲ့သူရေးပါပြီပြီးတော့6နဲ့ညပါမယ်63လီ78ရှေးရေးတက်မှတ်ပြီး6တလီ6တက်နဲ့ပေါင်းလိုက်တော့9နဲ့ပြီးတော့6နဲ့လီ12ပေါ့ဟုတ်ကဲ့ပြီးတော့ပြီဆိုလို့ရှင်တော့မြင်ပိတ်မယ်ဘာလို့မလဲပေါင်းကြရအောင်ပါဒါလေးကဘယ်လောက်ရမလဲ3 8နဲ့တက်နဲ့ပေါင်းတော့9နဲ့9နဲ့ပေါင်းတော့လေ9အဲ့တော့ဒါလေးကနဲ့ဒါလေးကဒါကြောင့်မို့လို့ပြီးပြီလားဖြေရပြီလားမရပါသေးဘူးတို့တွေဒသမလေးမှတ်ကြရအောင်ဒသမအမှတ်ကလေးမှတ်ဖို့အတွက် ်ဒီဂိမ်းကိုကြည့်ဒီဂိမ်းမှာကဒသမရဲ့အနောက်ကနန်းနှလုံးရှိရအတွက်ကြောင့်မလို့ဒီခြေရူကလည်းဒသမရဲ့အနောက်ကနန်းနှလုံးထားပြီးတော့ဒသမအမှတ်ကလေးကိုဒီနေရာလေးမှာမှတ်လိုက်ပါမယ်ရှင်ဒါကြောင့်မလို့ဒူရီရဲ့အဖြေကအဖြေ129ဒသမ93 okay ဟုတ်ပါပြီအားဆိုရင်ဒီခြေရူနံပါတ်16တွက်ကြရအောင်ပါဒီခြေနဲ့တူတူတွက်ကြပါမယ်ဟုတ်ကဲ့နံပါတ်16ပါရှင်အောက်ပါရိုကိုဘာလို့ပါလဲ ကြွယ်ပါခေတ္တကြရအောင်ပါအဲ့တော့ပုံစံကိုပြီး16ပုံမှာကာကြည့် တသမ၄ရှစ်အမြောက်ချောင်းထောင်လိုက်နေရချကြရအောင်တကြောင်ကြော်ပြီးတော့နေရချပါမယ်အဲရောတသမ၄ရှစ်ကို6နဲ့မြောက်ပါပြီရှင်ဟုတ်ကဲ့အမြင်ပိတ်မယ်အမြောက်လက္ခဏာထည့်လိုက်ပါအရှိမအဲရော6ကလေးနဲ့ညောက်ကြရအောင်68 48ရှိရလေးမှတ်64 66 69 70 64 25 26 27 28ရှိရညှစ်မှတ်ပါပြီ6 4 6 9 8โอเคခဲအားဆို ့ရှိရင်အားလုံးပြီးတော့မှဒသမအမှတ်ကလေးဖြတ်မယ်ဒီဂိမ်းမှာကဒသမရဲ့အနောက်ကနန်းနှလုံးမို့လို့အဖြေမှာလည်းဒသမရဲ့အနောက်ကနန်းနှလုံးထားပြီးတော့ဖြတ်ပြီးပါအဲ့တော့အဖြေထူပါပြီအဖြေ should ဒသမ should ship ဟုတ် ဟုတ်ကဲ့ပြီးတော့ပြီဆိုရင်တော့နံပါတ်ခါခွေကဲနံပါတ်ခါခွေကပုံစံလေးက9ဒသမ18အမြောက်၄ဖြစ်ပါတယ်ဒါကြောင့်ကြော်ပြီးနေရာကြရအောင်9ဒသမ18ကို၄နဲ့မြောက်ပါပြီဟုတ်ကဲ့မြင်ပိတ်မယ်အမြောက်လက္ခဏာထက်ဘယ်သူနဲ့မြောက်မှာလဲ၄နဲ့မြောက်မှာပေါ့โอเค၄ခွနဲ့လီ၄၅အာဘယ်လောက်လဲ၄ခွနဲ့လီ28 8ရေးနှစ်မှတ်၄တက်လီ၄ဆိုတော့9 6ဟုတ်ကဲ့6ပြီးတော့၄၅လီကဘယ်လောက်လဲ20ပါရှင့် ဒသမလေးမှတ်ကြရအောင်တီကိန်းမောတီကိန်းမောတော့ပြန်ကြည့်ဒီကိန်းရဒသမရဲ့အနောက်ကနန်းနှလုံးမို့လို့အပြေမှာလည်းကနန်းနှလုံးခြံပြီးတော့မှဒသမအမှတ်ကလေးမှတ်ပါမယ်အဲ့တော့အပြေထူးကြရအောင်မှာအပြေ20ဒသမ6 8ရပါပြီလားဟုတ်ကဲ့ပြီးသားပြီဆိုလို့ရှိရင်တော့ဒီကျေတို့နံပါတ်ဘယ်လောက်ဆက်သွားကြမလဲနံပါတ်ခငယ်ခကြီးဆက်တွေ့ကြရအောင်ပါဟုတ်ကဲ့နံပါတ်ခငယ်ပါရှင့် နံပါတ်ကငယ်ပုံစံတွေက3.38အမြောက်9အဲတော့3.38ကို9နဲ့မြောက်ကြရအောင်ပါမြင်းပိတ်နဲ့အမြောက်လက္ခဏာထက်9နဲ့မြောက်ပါပြီ9953က9640 9940ကို9850 56 6 6ကြီး9မှတ်ပါပြီ9340 3 9နဲ့ပေါင်းလိုက်တော့9ပြီးတော့9320 21ဆိုတော့ဒီလိုမျိုးရေးပါမယ်အဲတော့မပြီးသေးပါဘူးဒသမရဲ့အနောက်မှာအာဒသမနေရာလေးဖြတ်ကြရအောင်ဒသမနေရာလေးမှတ် မယ်เนาะအဲ့တော့တသမာတီကင်းကိုကြီးလိုက်တော့တသမာရဲ့နောက်ကနန်းနှလုံးဆိုတော့ကနန်းနှလုံးခြံပြီးတော့တသမာလေးကိုဒီနေရာလေးမှာမှတ်အဲ့တော့သူရဲ့အဖြေကအဖြေ27တသမာ56ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့နမကငယ်ပြီးတော့နံပါတ်ကကြီးနမကကြီးကတုံများတသမ6 4အမြောင် 3ဒါကြောင့်ကြော်ပြီးနေရာချမယ်တုံညာတသမ6ကိုဘယ်သူနဲ့ညောက်မှာလဲ3နဲ့ညောက်ကြရအောင်ပါအညောက်လက္ခဏာချဲဟုတ်ကဲ့အဲ့တော့3လေးလေးဆက်နှစ်နေရမလုံးနဲ့ကျင့်မှတ်ပါပြီရှင်3 6ကိုတိတ်ကိုကိုနဲ့ဆက်ရှိကို3နဲ့29တက်နဲ့ပေါင်းလိုက်တော့28ရှိရည်နှစ်မှတ်ပါမယ်3တုံညာနဲ့တုံညာနှစ်နဲ့ပေါင်းလိုက်တော့2တသမအမှတ်ကလေးမှတ်ကြရအောင်ပါအဲ့တော့ဒီဂိမ်းတိုင်းမှတ်မယ်ဆိုတော့ဒီဂိမ်းမှာကတသမရဲ့အနောက်ကနဲ့နှလုံးဆိုတော့အဖြေမှာလဲတသမရဲ့အနောက်ကနဲ့နှလုံးဖြစ်အောင်ဒီနေရာလေးမှာမှတ် တ်ပါမယ်။အရောတူတွေရဲ့အဖြေကအဖြေနှစ်တသမာရှစ်နှစ်ဖြစ်ပါရဲ့ရှင့်။ဟုတ်ကဲ့ဂါကြီး၊ဘန်းငယ်ဂါကြီးပြီးတော့ငါအစလုံးဆက်တွေ့ကြရအောင်ပါ။အထီကျော်နံပါတ်9နံပါတ်9ကတတတမ53အညာ27တကြောင်ကြော်ပြီးနေရာချပြီးတတတမ53ကိုကနန်းနှလုံးဖြစ်တဲ့27နဲ့မြောက်ပါမယ်အဲ့တော့ နော်ယာလီသိတိတသမဂိန်းကိုဒီကျေတို့အပြည့်ဂိန်းနေနဲ့မြောက်တော့ခုနကကနန်းတစ်လုံးနဲ့မြောက်တဲ့အခုကနန်းနှလုံးနဲ့မြောက်ပါမယ်ရှင်အဲ့တော့စကြရအောင်1 3 4 3 1 5 4 5 1 7 4 1 2 out တဲ့တဲ့မှာပဲရေးပါမယ်1 3 4 6 1 5 4 10 3ညာရေးခြင်းမဲ့1 7 4 1 7နဲ့ပေါင်းလိုက်တော့3ဟုတ်ပြီအဲ့တော့မြင်ပိတ်မယ်သူတို့နှစ်ခုပါပြန်လုံးပါလဲပေါင်းကြပါမယ်ရှင်ဒါလိက3 5နဲ့6နဲ့ပေါင်းလိုက်တော့17 okay เนาะဒီ ရေးတက်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 ပေါင်းလိုက်တော့2 3ညဆိုတော့2ပဲပေါ့အဲ့တော့အရှိက3ဟုတ်ပြီဒသမလေးမှတ်ကြရအောင်ပါဒီကိန်းကိုပြင်ကြည့်ဒီကိန်းရဲ့နောက်မှာကနန်းနှလုံးမလို့အပြင်မှာလည်းကနန်းနှလုံးဒသမရဲ့အနောက်ကနန်းနှလုံးဒီကိန်းရဲ့နောက်မှာကနန်းနှလုံးမဟုတ်နော်ဒီကိန်းမှာဒသမရဲ့အနောက်ကနန်းနှလုံးမလို့အပြင်မှာလည်းဒသမရဲ့အနောက်ကနန်းနှလုံးမှာဒသမအမှတ်ကလေးမှတ်ပါမယ်အပြင်30နဲ့ဒသမ1 3ရမယ်နော်ဟုတ်ကဲ့နံပါတ်5ပြီးတော့နံပါတ်3လုံး နံပါတ်စာလုံးက2တက်တက်မှာ83အမြောက်34ဒါကြောင့်ကြော်ပြီးနေရာချမယ်2တက်တက်မှာ83ကိုဘယ်သူနဲ့ညောင်းပါလဲ34နဲ့ညောင်းကြရအောင်ပါမြင်ပိတ်မယ်အမြောက်လက္ခဏာဘာလို့ပါလဲ အမ်ထည့်ပါမယ်ရှင်။ကဲအဲ့တော့ခုနေရာမှာရှိတဲ့ဂိမ်းနဲ့အရင်မြောက်ပါမယ်။၄၃၂၂နှစ်ရေး sorry ၄၃၂၂နှစ်ရေးတက်မှတ်ပါပြီ။၄ခုနှစ်လီ28တင်းနဲ့ပေါင်းလိုက်တော့29 9ရေးနှစ်မှတ်ပါပြီ။၄နဲ့၄ရှစ်ဆို930ဖြစ်ပါတယ်။ဟုတ်ကဲ့ပြီးတော့တော့၃နဲ့ညရအောင်33လီ9 39နဲ့27တရေးနှစ်မှတ်ပါပြီ။၃နဲ့6 8ဖြစ်ပါတယ်နော်။အဲ့တော့သူတို့နှစ်ခုကပြန်လုံးပါလဲပေါင်းပါမယ်ရှင်။ ကယ်ပေါင်းလိုက်တော့ဒါလေးက2 oh sorry ဒါလေးက2ဟုတ်ပြီเนาะ2เนาะကိုနဲ့ကိုနဲ့ပေါင်းလိုက်တော့16ရှိရေးတက်တင်ပြီးတင်းနဲ့တင်းနဲ့ပေါင်းတော့2 3ညနဲ့ဆိုတော့2ပဲပေါ့ရှင်းနဲ့တင်းနဲ့ပေါင်းလိုက်တော့ကိုဟုတ်ပြီအဲ့တော့ဒသမ ဖြတ်ပါမယ်တသမအမှတ်ကလေးရေးမယ်နော်တီကိန်းတိုင်းရေးမယ်ဆိုတော့တီကိန်းမှာကတသမရဲ့အနောက်ကနန်းနှလုံးဆိုတော့တသမရဲ့နောက်ကနန်းနှလုံးချန်ပြီးတော့တသမအမှတ်ကလေးမှတ်ပေးပါအဲတော့အဖြေထိုးပါပြီအဖြေဘယ်လောက်ရမှာလဲ62တသမ8နှစ်ဖြစ်ပါတယ်ရှင်62တသမ8နှစ်ဟုတ်ကဲ့ပြီးတော့ပြီဆိုရင်တော့နော်နံပါတ်ဘယ်လောက်လဲစလိန်ဇာခွဲ Okay အဲ့တော့စလိန်ဇာခွဲသွားကြရအောင်ပါ Oh, so can I know? Oh. ဟုတ်ကဲ့စလိန်စာခွဲအရောဒီချေတို့နံပါတ်စလိန်တွေ့ကြရအောင် နံပါတ်စာလိမ်ပါရှင်နံပါတ်စာလိမ်က8336အမြောင်52ဒီကြောင်းကြော်ပြီးနေရာချမယ်8336ကို52နဲ့မြောက်ပါပြီအဲရောမြင်ပိတ်မယ်အမြောင်လက္ခဏာထက်ဟုတ်ကဲ့နှစ်နဲ့အရင်မြောက်ကြရအောင်2642နှစ်ရေးတက်မှတ်ပါ2392တက်နဲ့ပေါင်းလိုက်တော့တက်ပေးပုံ2864ဘယ်လောက်လဲဟိ16ပါရှင်ဟုတ်ကဲ့ပြီးသွားရင်9နဲ့မြောက်ပါမယ်96 30ညရေးသုံးမှာပါပြီ5ညလေး3ည3နဲ့ပေါင်းလိုက်တော့သုံးမယ်ပေါ့58လေး40ဆိုတော့ဒီလိုအရှိကိုတိုးပြီးတော့မရေးမှာပေါ့ဟုတ်ခဲ့ပြီးတော့ရင်တို့နှစ်ခုဘာလို့မှလဲပေါင်းကြရအောင်ပါဒါလေးက2နဲ့ဒါလေးက6နဲ့3နဲ့ပေါင်းလိုက်တော့ဘယ်လောက်လဲဟိကို1နဲ့3ညနဲ့ပေါင်းလိုက်တော့7ဒါလေးက4ဖြစ်ပါတယ်အဲရောအဖြေမှာဒီကိန်းအတိုင်းဘာလို့မှလဲဒသမအမှတ်ကလေးမှတ်ပါမယ်ရှင်အဲရောဒီကိန်းမှာကဒသမရဲ့အနောက်ကဏ္ဍနှလုံးဒါကြောင့်မို့လို့အဖြေမှာလဲကဏ္ဍနှလုံးချက်ပြီးတော့ ော့ဒသမအမှတ်ကလေးမှတ်လိုက်တော့တို့ရဲ့အဖြေဘယ်လောက်ရမလဲအဖြေ439ဒသမ1ဖြစ်ပါတယ်ရှင် โอเคပြီးတော့ပြီဆိုလို့ရှိရင်တော့နံပါတ်ဇာခွဲသွားကြရအောင်နံပါတ်ဇာခွဲက3.89အမြောက်40ကိုဒီကြောင်ကြော်ပြီးနေရာချပြီးသုံညာတသမာ၈ခွနှစ်ကို49နဲ့မြောက်မှာပေါ့အဲ့တော့မြင်ပိတ်မယ်အမြောက်လက္ခဏာထည့်ပါပြီရှင်โอเคအားဆိုလို့ရှင်မြောက်ကြရအောင်ဟိ9နဲ့9နဲ့မြောက်9ကလီ45 9 6လီ54 9ခွနှစ်လီ63 အဲ့တော့3ရေ6မှတ်ပါပြီ9482 98မြောက်လိုက်တော့เนาะ9482ဆိုတော့83 84 85 86 86 88ရေ9မှတ်ထားပါ9 3ည4 3 9နဲ့ပေါင်းလိုက်တော့9ပဲပေါ့4နဲ့မြောက်ပေါင်းမယ်4 9 28 8ရေ2မှတ်ပါပြီ4 8 4 9 28 4 8 4 33 34 4ရေးသုံးမှတ်ပါပြီ4 3ည4 3ည3နဲ့ပေါင်းလိုက်တော့3ပဲပေါ့ဟုတ်ကဲ့အဲ့တော့မြင်ပိတ်မယ်ဘာလို့ကြောင့်မလဲပေါင်းကြမှာပေါ့ပေါင်းကြရအောင်ဒါလေးက300ပါပြီရှင် ရှင်းနဲ့ရှင်းနဲ့ပေါင်းလိုက်တော့16 6ရေးတက်တင်လိုက်ပါပြီအဲ့တော့ဒါလေးကဘယ်လိုပေါင်းမလဲဆိုတော့ ခုနှစ်နဲ့တင်းနဲ့ပေါင်းတော့၈၊၈နဲ့၄နဲ့ပေါင်းလိုက်တော့၁၂၊၂ရေးတက်တင်ပါပြီ။၃နဲ့တင်းနဲ့ပေါင်းလိုက်တော့၄။အဖြေလေးရပြီလား။မရသေးပါဘူး။ဒီကိန်းအတိုင်းဒသမမှတ်ရအောင်။အဲ့တော့ဒသမရဲ့နောက်မှာကနဲနှလုံးမလို့ကနဲနှလုံးချန်ပြီးတော့ဒသမလေးမှတ်အဖြေဘလောက်ရမှာတော့ဟုတ်ပါတယ်။၄၂ဒသမ၆၃ရပါပြီရှင်။ ဟုတ်ပါပြီဒါဆိုလို့ရှိရင်တော့ဒီချိန်ကဒီဗီဒီယိုလေးထဲမှာကနန်းအမ်ဗာလဲယာလီစိတ်တီတသမဂိမ်းလေးတွေကိုဒီချိန်လိုဗာနဲ့မြောက်ခဲ့ရတယ်အတီဂိမ်းနဲ့မြောက်ခဲ့တာကိုဒီချိန်ကဒါတို့တမလို့ကိုတင်ကြားပေးခဲ့တာဖြစ်ပါတယ်ရှင်ပြန်ပြောပါမယ်ယာလီစိတ်တီတသမဂိမ်းလေးတွေကိုဒီချိန်ကဒီဗီဒီယိုလေးထဲမှာအတီဂိမ်းလေးနဲ့ဘယ်လိုမြင်မြောက်ရလဲဆိုတော့တင်ကြားပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒါတို့တမလို့လည်းဒီချိန်နဲ့တူတူလိုက်လေ့ကျင့်ရင်းနဲ့အဆင်ပြေသွားမယ်လို့ထင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုခဏနားပါမယ်နောက်ဗီဒီယိုမှာပြန် chào nhà ốc. Bye bye.